ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘောမယူနိုက်တက်ရှိုးကနေကြိုဆိုပါရစေ။ဆိုတော့ဒီနေ့ညမှာတော့ကျွန်တော်ပရီးမီးယားလိပွဲစဉ်30အဖြစ် Chelsea ကွင်းမှာတွားပြီးတော့ Manchester United နဲ့ကစားရမယ်။ဆိုတော့ပရိသတ်တွေအတွက်တော့တိတ်ပြီးတော့ဗောနော်ဒါဟာပုံမှန်ဆိုလို့ချင်းက Chelsea နဲ့ United ဆိုတော့ဒါကိုရီ United ပရိသတ်တွေပဲဖြစ်ဖြစ် Chelsea ပရိသတ်တွေပဲဖြစ်ဖြစ်မန်ကန်စိတ်လို့ရှားရတာဗောလေအာငါတို့ဒီတင်းကိုနိုင်ကျင်တယ်ဒီတင်းကိုအမှန်ကန်ချကျင်တယ်ဘာညာဗော။ဒါပေမဲ့အခုပွဲက Chelsea ပရိသတ်တွေပဲစိတ်လို့ရှားတာ။ ိုရီမန်ချက်စတာတင်ပြိတဲ့အများစုကတော့အမှန်ကန်စိတ်လို့ရှားမဲ့တင်မှာပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးကိုရီတို့ရဲ့ focus ဒီ Chelsea နဲ့ပွဲစဉ်မှာကိုကစားသမားတွေအရေးကြီးတဲ့ senior player တွေဘာမှမဖြစ်ဖို့ပဲကျတော့ဒါပြီးလို့ရှိရင်နောက်ထပ်3-4ရက်လောက်အနီမှာ Europa League final ကြီးကိုကျွန်တော်ကစားတော့မှာအသင်းတွေတရားဒီလိုအနေထားနဲ့ကြည့်ရင်အရေးအကြီးဆုံးပွဲပါเนาะအဲ့ဒီပွဲမှာဖလားမရခဲ့ဘူးဆိုလို့ရှိရင်ကိုရီတို့ကျွန်တော်ဘာမှလုပ်လို့ကင်လို့ကျွန်တော်မရဘူး ဘာမှလုံးလုံးကန်လို့ကျွန်တော်မရဘူးเนาะဘာလို့လဲဆိုတော့အရာအလုံးဟာအမြင်အချင်းကြီးပဲမိမမေ final မှာဟိုဘယ်လိုပြောမလို့ final ကိုရောက်ဖို့အတွက်ရှုံးပွဲမရှိခဲ့ရဲနဲ့တက်ခဲ့တယ်ပဲပြောပြောဘာပဲပြောပြောဒါတွေအလုံးက final ကျရင်အကုန်ပျောက်သွားတာပြီးခဲ့တဲ့ရာသီကိုကျွန်တော်ပြန်ကြည့်လေဘယ်လိုပြောမလဲဒီ Atlanta နဲ့ Leverkusen ဟုတ်တယ်မလား Leverkusen နေနဲ့ဘလောက်ထိတောင်မှကျွန်တော်နေနဲ့ကောင်းခဲ့လေအဲ့ဒီနေရာကိုရောက်ဖို့ဟုတ်တယ်မလားအလုံးက Leverkusen ပဲအော် Atlanta က3-0နဲ့ကျွန်တော်သိပ်ချပလိုက်တယ်ပြောလို့မရဘူးဗျာပြောလို့အားလုံးကလည်း တည်ရမလားဂျီမီကာရီကာတို့အပြင်ဘာတွေကအပြင်ဟာ United ကနော်စပါးကိုစပါး United ကိုနိုင်ဖို့ဆိုတော့လုံးဝမဖြစ်နိုင်ဘူးဘာညာတွေပြောနေတဲ့အချိန်မျိုးမှာတည်ရမလားပုံဒီကဘာမှပြောလို့ရတာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့အတွက်စပါးနဲ့ပွဲစဉ်ဒီအရေးကြီးဆုံးမှာစပါးနဲ့ပွဲစဉ်ဒီလူစင်အပြစ်ကစားနိုင်ဖို့အတွက်ကြိုးပမ်းမယ်ပွဲပါဒါပေမဲ့လို့လက်ရှိအဲ့ဒီမတိုင်ခင်မှာပဲ Chelsea နဲ့ကစားဖို့ရှိတယ်နော်ကိုရီတွေဒါပြိုင်ဘက်တွေကတခုပေါ်ပြတာအပြင် Chelsea ရဲ့ဘက်ကလည်း Champions League ဝင်ခွင့်သူတို့တည်ကြမှရမှာ Champions League ဝင်ခွင့်ကို လို့ပြောမလဲအဆင့်5တွင်သူတို့လက်ရှိဝင်နေတယ်ဆိုတော့အဲ့ဒီအတိုင်းသူတို့ဆက်ပြီးတော့နေနိုင်မှရမှာအောက်ကအဆင့်6အဆင့်9ကနှစ်တင်းနဲ့တော့မှအမှတ်အလုံးလုံးကွာတမှတ်နှမှတ်လောက်ပဲရှိတဲ့ချိန်ချယ်ဆီကအမှတ်လုံးဝရောလို့မရဘူးအိမ်ဝင်လည်းဖြစ်တယ်ပြီးခဲ့တဲ့ပွဲကလည်းကာဆယ်ကိုသူတို့ရှုံးထားတယ်ဆိုတော့ဒီပွဲဒီချယ်ဆီတို့ကမဖြစ်မနေပြန်နိုင်အောင်ကျူးပတ်မဲ့ပွဲအရေးတဲ့ကိုတွေကဒီပရီးမီးယားလေးမှာဆိုလို့ရှိရင်ဒီရာဒီ18ပွဲကြီးကျွန်တော်ရှုံးပြီးသွားပြီးတော့ရမှတ်တော့မှ40မပြည့်သေးတဲ့ချိန် တို့အနေနဲ့ Champions League ဝင်ခွင့်အတွက်เนาะကျွန်တော်ဆက်နေနိုင်မှုကြိုးပမ်းနေတဲ့အသင်းနဲ့တွေ့ရတာဒါအပြင်ကိုရီဘက်မှာကအရေးကြီးပါတယ်ဆိုတော့ Blue Way ကလည်းရှိနေသေးတာဆိုတော့ကျွန်မပြောချင်တာက Chelsea ကိုရှုံးလို့ဘာမှဖြစ်မသွားဘူးလက်ရှိအချိန်ကပုံမှန်ချိန်ဆိုလို့ရှိရင်တော့ဒါဒေါသထက်စရာဖြစ်ကောင်းဖြစ်နိုင်မယ်เนาะငါတို့ကောင်တွေမရှုံးသင့်ဘူးသိရမယ်ဒီတင်းကိုနေအောင်ချသင့်တယ်ဘာညာပေါ့ဒါပေမဲ့ကိုရီအတွက်ပို့ပြီးတော့အရေးကြီးတဲ့ပွဲရှိနေတယ် Chelsea အတွက်ကဒါဟာအရေးကြီးတဲ့ပွဲပဲ Chelsea အတွက်က Champions League အတွက်သူတို့တွေနိုင်မကိုဖြစ်မယ်အမှတ်ယူနိုင်မကိုကျွန်တော်ဖြစ်မယ်ဒါပေမဲ့ကိုရီအနေနဲ့ ဟိုနိုင်ဖို့ပါညာဆိုတာခဏထားဦးလူစရင်အပြည့်နဲ့ကိုပဲပွဲထွက်မလာတဲ့ပွဲမျိုး MO ရင်းကတော့ကျွန်တော်ရှိဗီဒီယိုမှာပြောခဲ့သလိုပဲဂျန်ရန်ရနိုင်ခြင်းမရှိတဲ့ကစားမတွေအကုန်ထည့်သွားမယ်တဲ့အာတော်တော်လေးတိုင်ပတ်တယ်တော်တော်လေးတိုင်ပတ်တယ်ဒါပြောစရာအများကြီးဖြစ်လာပြီเนาะဘာလို့လဲဆိုတော့ MO ဒီအနေနဲ့ဝက်ဆမ်နဲ့ပွဲမှာတယ်သူ့အနေနဲ့ဘာဖြစ်ခဲ့လဲဆိုတော့ဟိုသူသူ့အမားဖြစ်ကြောင်းသူ့အနေနဲ့တာဝန်ယူကြောင်းပြောထားတယ်ဘာလို့လဲဆိုတော့လူစင်းအပြည့်လဲတုံးလဲနိုင်လဲမနိုင်ဘူးเนาะလန်နီယူရိုကရေးတဲ့ injury ကချုပ်သွားသေးတယ် အတင်းအတွက်ဘလို့မှအပေါင်းလက္ခဏာဆောင်တဲ့ຢာဒီမပါခဲ့ဘူးလူစင်းအပြည့်နဲ့ကျွန်တော်တို့ကျူးပန်းခဲ့ပြီးတော့နိုင်ခဲ့ရင်တော့တမျိုးအခုကမဟုတ်ဘူးဆိုတော့မနိုင်မဲ့တူတူတော့ဗျာဘာလို့လူစင်းအပြည့်သုံးမှလဲအန်ဒီရဲ့အဖြစ်ခံပြီးတော့ဟုတ်တယ်မလားဒါကြောင့်ဂျူရိုပါလိဖိုင်နယ်အတွက်ပဲအများကြီးအာယုံဆိုင်တင်တယ်ဒီပွဲကချဲစီအာယုံဆက်ပြီးတော့ကစားမဲ့ပွဲကိုရီပြည်တနာမဟုတ်ဘူးနော်ဟိုဒါကြောင့်လည်းပဲပေါ့နော်အတင်းရဲ့ကျွန်တော်တို့ရဲ့အရင်မြတ်အဖက်မရຢာဒီကိုကယ်တင်နိုင်ဖို့ဆိုလို့ရှိရင်အဲ့ဒီဂျူရိုပါလိဖိုင်နယ်ကိုပဲအနိုင်ရဖို့လိုတယ်ဆိုတော့ဒါကိုပြောတာမဟုတ်လို့ရှိရင်တော့အရာလုံးကအချင်းကြီးပဲ ကျွန်တော်တော်တော်ကိုဆွဆိုးပြပြအချိန်ကြီးကျွန်တော်ရောက်နေပြီဆိုတော့အကြောင်းပေါ့နော်ချယ်ဆီနဲ့ပွဲဆိုတာထက်ယူရိုပါလိဖိုင်နယ်ကိုပဲကျွန်တော်အာရုံစိုက်တင်တယ်ယူရိုပါလိဖိုင်နယ်ကိုပဲကျွန်တော်အာရုံစိုက်တင်တယ်ဆိုတော့ညီကလို့ရောဘလူးမင်းညလည်းကျွန်တော်ဒီညာပွဲအထိဘလောက်ဘလောက်ထိမျောလင်းထားတယ်ကျွန်တော်ကတော့ပြန်မှန်းတိုင်းပြောရင်မျောလင်းချက်ကတကယ်တမ်းပြောရင်ကိုအတင်းကစားမတွေဒဏ်ရာပြဿနာတွေမရဖို့เนาะဟိုဘာဖို့ဒါပဲမျောလင်းထားတယ်ဟိုစိတ်တဲ့ပိုင်းရတော့သိတယ်မလားဟာเนาะငါတို့ကနိုင်ပြန်ပွဲတန်းကိုနိုင်ကျင်တာ MOD ကိုယ်တိုင်ကလည်းဒီပွဲကိုနိုင်အောင်ကစားခြင်းနဲ့ဘာညာပြောထားတာကိုเนาะဝက်ဆန်တဲ့ပွဲလုံးကလည်းလူပဲပြောခဲ့တာပဲ ငါတို့ကတော့ပွဲတိုင်းကိုနိုင်ချင်တာဒီပွဲကိုနိုင်မှဖြစ်မယ်နိုင်အောင်ကစားမှရမယ်ဘာညာပေါ့တကယ်တမ်းကတော့ဗျာအဲ့လောက်ကြည့်ကြည့်ကျွန်တော်တို့ဒါလွယ်ကူမနေဘူးလေနော်လွယ်ကူမနေဘူးဆိုတာထက်ကိုတင်းရဲ့လက်ရှိတရားဒီအချိန်ကြီးကဘလို့မှဖြစ်နိုင်ကြီးကအများကြီးရှိမနေဘူးအဲကြောင့်အရေးကြီးတဲ့ injury တွေဘာတွေဖြစ်မသွားဖို့ပဲကျွန်တော်တို့ကြည့်ရမယ်ဆိုတော့ဒီနေ့ညမှာ watch channel ရှိပါတယ်ဆိုတော့လာပြီးတော့ကျွန်တော်တို့ဒါ join ကြပါအောင်နော်ဒါပြီးလို့ရှိရင်လည်း Europa League final မှာလည်းကျွန်တော်ထွန်းတဲ့နေမယ် watch channel တွေဘာတွေပုံမှန်တိုင်းကျွန်တော်လုပ်မယ်ပေါ့ဗျာဆိုတော့ Chelsea နဲ့ပွဲစဉ်တွေ United အနေနဲ့ပေါ့နော် နိုင်ခဲ့မယ်ဆိုလို့ရှိရင် Europa League Final အတွက်တော့စိတ်တက်ပိုင်းအရာရောဘာရောအကုန်လုံးက ready ဖြစ်သွားမှာပေါ့လေဒါပေမဲ့ Stamford Bridge မှာကစားမယ်ပွဲမှာကျွန်တော် Chelsea ကိုနိုင်မလားတခုရှိတာက Chelsea နဲ့ Manchester United ကြားထဲမှာနောက်ပိုင်းပွဲစဉ်တွေကိုပြန်ကြည့်ရင်အကုန်တရည်တွေကများနေတယ်တရည်ပွဲစဉ်တွေကကျွန်တော်များနေတယ် Chelsea ကွင်းမှာလည်းတရည်ကိုရီကွင်းမှာလည်းတရည်ဂျာကွင်းလည်းတရည်ဒါမျိုးတွေဖြစ်နေတယ်ဆိုတော့အတင်းတွေကဘယ်လောက်ထိညီကူလို့မျောလင့်ထားလဲဒီပွဲနဲ့ပတ်သက်ပြီးတော့ injury ပြဿနာတွေမဖြစ်ဖို့ကသာအဓိကလို့ကျွန်တော်ယူဆတယ်ဆိုတော့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်